င်္ဂလာပါဒီချက်ဒီနေ့သင်မဲ့သင်ခန်းစာကတော့ chapter 10 magnetism တန်လိုက်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ် ကဲအဲ့ဒါဆိုကြည့်အောင်သင်ကန်းစာတင်ကြရခြင်းရဲ့ရွေချက်ကိုပြောပြပါမယ်။နမူနာပစ္စည်းတစ်ခုနဲ့တန်လိုက်တစ်ခုကြားဆွဲငင်မှုဟာအဲ့ဒီနမူနာပစ္စည်းကတန်လိုက်တစ်ခုဖြစ်တဲ့အကြောင်းအတီးပြုတ်ဖို့ရဲ့နောက်အဲ့ဒီပစ္စည်းတစ်ခုဟာအဲ့လိုတန်လိုက်တစ်ခုဖြစ်ကြောင်းအတီးပြုတ်ဖို့မလုံလောက်ကြောင်းကို ခွဲခြားစစ်စစ်နိုင်ဖို့အချက်ဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ all magnetized and unmagnetized material တန်လိုက်တဲ့ပါတဲ့ပစ္စည်းတွေအားလုံးနဲ့တန်လိုက်တိုင်းမရှိတဲ့ပစ္စည်းတွေမှာအလွန်သိငယ်တဲ့တန်လိုက်တွေပါဝင်နေဆိုတာသိရှိစေဖို့အတွက်ဖြစ်ပါတယ်။နောက်တန်နဲ့တန်မဏိတို့ရဲ့တန်လိုက်ကုန်သတ္တိတွေကိုကွဲပြားအောင်ခွဲခြားနိုင်စေဖို့ဖြစ်ပါတယ်။နောက်တန်လိုက်များနဲ့၎င်းတို့ကို အသုံးပြုခြင်းများရဲ့အခြေခံဘုဒ္ဓတာတွေကိုလက်တွေ့သိရှိအသုံးချတတ်စေဖို့ပဲဖြစ်ပါတယ်။ Magnetism is a phenomenon associated with magnetic field. A magnet has a magnetic field around it. A magnetic force arises due to interaction of magnetic field. တန်လိုက်တဲ့ဆိုတာကတော့တန်လိုက်စက်ကွင်းနဲ့တွဲဖက်နေတဲ့ဖြစ်ရပ်တစ်ခုဖြစ်တယ်။တန်လိုက်တစ်ခုဟာသူ့ရဲ့ဒီမှာဘေးပတ်ပတ်လည်မှာရှိတဲ့တန်လိုက်စက်ကွင်းတစ်ခုရှိနေပါဗါတယ်။အဲ့ဒီတန်လိုက်စက်ကွင်းတွေရဲ့အပြန်အလှန်တက်ရောက်ခြင်းကြောင့်တန်လိုက်အားဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။ magnet and magnetic material တန်လိုင်းနဲ့တန်လိုင်းတိုက်ပါတဲ့ပစ္စည်းတွေအကြောင်းပေါ့ magnets are the material which exhibit magnetic properties such as attract magnetic materials have two poles and light pole repel and light pole attract အော်တန်လိုက်တွေဟာတန်လိုက်တဲ့ရှိတဲ့ပစ္စည်းတွေကိုစွဲငင်နိုင်ပါတယ်။နောက်သူ့မှာဝင်ရိုးစွန်းနှစ်ခုရှိတယ်။မျိုးတူဝင်ရိုးစွန်းတွေက တွန်းကန်ပြီးတော့မျိုးမတူတဲ့ဝင်ရိုးစုံတွေကဆွဲငင်တယ်လျှက်စစ်တက်လို့ပဲမျိုးတူရင်တွန်းတယ်မျိုးမတူရင်ဆွဲငင်တယ်ဆိုတဲ့အဓိပ္ပာယ်ပါ magnetic and non-magnetic material magnetite consists of an oxide of iron this natural magnet attracts certain material such as cobalt nickel and some alloys such as steel these materials are called magnetic material materials such as brass copper wood and plastic that are not attracted by a magnet are called non magnetic material အဲ့တော့တန်လိုက်တက်ပါတဲ့ပစ္စည်းနဲ့တန်လိုက်မဟုတ်တဲ့ပစ္စည်းတွေအကြောင်းကိုပြောပြရမယ်ဆိုရင် magnetite ဆိုတဲ့ပစ္စည်းမှာတော့ထူးခြားတဲ့ဂုဏ်သတ္တိရှိပြီးတော့သူဟာတန် outside ပါဝင်တယ် magnetite ဆိုတဲ့ပစ္စည်းကတော့ဒါတန်လိုက်ပစ္စည်းတစ်ခုပဲဖြစ်တယ်နော်တဘာဝတန်လိုက်ရနေပြီးတော့စွဲငင်နိုင်တဲ့ပစ္စည်းတွေကိုတော့တန်လိုက်ပစ္စည်းတွေလို့ခေါ်တယ်ကိုဗော့ရောနီကယ်ရောနောက် ို့တချို့တတ္ထုဇက်တွေပေါ့ steel လိုမျိုးတတ္ထုအရောတွေ steel ဆိုတာတတ္ထုနှမျိုးရောထားတာတတ္ထုဇက်တစ်ခုဖြစ်ပါတယ်အဲ့ steel လိုမျိုးတတ္ထုဇက်တွေအားလည်းတန်လိုက်တဲ့ရှိတဲ့ပစ္စည်းတွေဖြစ်ပါတယ်နောက်တဘာဝတန်လိုက်ကနေပြီးတော့မစွဲငင်နိုင်တဲ့ပစ္စည်းတွေကိုတော့ non magnetic material တွေလို့ခေါ်တယ်အဲ့ဒီပစ္စည်းတွေကတော့ကျေးဝါ၊ကျင်းဒီ၊တစ်သားစတဲ့ပစ္စည်းတွေပေါ့။အဲ့ဒါတွေက non magnetic material တွေဖြစ်တယ်။ဟော non magnetic material any material such as magnetite that is able to keep its magnetism for a long time is called a permanent magnet. Modern day permanent magnets are usually made of steel and alloy of iron and special alloys such as Ecomax and Enico, which contain metals such as iron, nickel, copper, cobalt, and aluminum. Magnetite lobe ကို့မှာရှိတဲ့တန်လိုက်တက်ကိုအချိန်အကြာကြီးထိန်းထားနိုင်တဲ့ပစ္စည်းတစ်ခုကိုသူကပမ်ဘက်နဲ့မဂနက်ထာဝရတန်လိုက်လို့ခေါ်တယ်မဂနက်တိုက်ကတော့ထာဝရတန်လိုက်တစ်ခုပဲဖြစ်ပါတယ်အခုခေတ်မှာသုံးတဲ့ထာဝရတန်လိုက်တွေကိုသတ္တုအယောတွေနဲ့သုံးထားတယ်စတီးလို့ခေါ်တဲ့တန်မဏိဟာတန်ပါတဲ့သတ္တုအယောတစ်ခုဖြစ်တယ်အထုသတ္တု အယောတွေကတော့သူက echo mat နဲ့ ld ကိုဆိုတဲ့တက်တူအယောတွေဖြစ်ပြီးတော့ဟာတက်တူတွေရောထားလဲဆိုရင် iron nickel copper cobalt aluminum စတဲ့တက်တူတွေရောထားတယ်နှမျိုး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 ခါလေကြ၃မျိုးပေါ့အဲ့လိုမျိုးဆက်ထားတဲ့တက်တူဇက်တွေဖြစ်ပါတယ် echo mat နဲ့ ld ကိုတော့ another type of permanent magnet is ceramic magnet which is made from powder called ferrite compound of iron oxide with other metal oxide however this ceramic magnet are brittle ceramic magnet ဆိုတာကြွေတဲ့တန်လိုက်အဲ့ဒီပစ္စည်းတွေကို ferrite တင်နဲ့ပြုတ်လောက်ထားတယ်အမှုန့်နေပေါ့သူက ceramic magnet ဆိုတာအမှုန့်လေးတွေအဲ့ဒါတွေကို ferrite တင်နဲ့ပြုတ်လောက်ထားတယ်သူက iron oxide compound တွေဖြစ်တယ်သတ္တု oxide တခြားသတ္တု oxide တွေလည်းပါတယ် အိုင်ယွန်ကွန်ပေါင်းနေအိုင်ယွန်ကွန်မအောက်ဆိုင်တွေပဲဖြစ်တယ်အဲ့တော့အဲ့ဒီကျွေးတဲ့တန်လိုက်တွေ ceramic magnet တွေဟာသူက brittle ဖြစ်တယ် brittle ဆိုတာကျွတ်ဆက်တာပြောတာ properties of magnets besides exhibiting the property of attracting magnetic materials all magnet also exhibit the following properties ဒါတန်လိုက်တွေရဲ့ဂုဏ်သတ္တိတွေကိုကြည့်မယ်ဆိုရင်ဒါတန်လိုက်ချောင်းတစ်ခုရဲ့အစွန်းတွေဟာ တန်မဏိပင်အများစုကိုဆွဲနိုင်တယ်အဲ့ဒီအစွန်းတွေကိုတန်လိုက်ဝင်ရိုးစုံလို့ခေါ်တယ်တန်လိုက်ချောင်းတစ်ခုမှရှိတဲ့ဝင်ရိုးစုံနှစ်ဖက်အားအလဲပိုင်းထဲပို့ပြီးတော့ဆွဲအားများတယ်ဒါကိုလည်းပုံမှန်လည်းမင်းတို့လက်တွေ့တွေ့ရမှာပဲဖြစ်ပါတယ်ဒါကြောင့်မလို့တန်လိုက်ချောင်းနှစ်ခုရဲ့ဝင်ရိုးစုံနှစ်ဖက်ဟာအလဲထက်ပို့ပြီးတော့ဆွဲအားများတယ်လို့မှတ်ရပါမယ်နော်အဲ့တော့ north and south ပို့တောင်ဝင်ရိုးစုံနဲ့မြောင်ဝင်ရိုးစုံ in figure ဒီပုံမှန်ပြထားတဲ့အတိုင်းပါပဲ the suspended bar magnet oscillate free in air When the suspended bar magnet came to rest, one end always point toward the northern end of the earth. This end of the magnet is thus called the North Seeking Pole. Similarly, the other end of magnet is called the South Seeking Pole. The North Seeking Pole and South Seeking Pole of the magnet are usually referred to as simply the north pole and pole and the south pole as pole of the magnet တန်လိုက်မှာပါတဲ့တောင်ဝင်ရိုးစင်းနဲ့မြောက်ဝင်ရိုးစင်းတွေအကြောင်းကိုပြောပြမှာဖြစ်ပါတယ်အဲ့ဒီပုံမှာပြထားတဲ့အတိုင်းမှာပဲတောင်ဝင်ရိုးစင်းနဲ့မြောက်ဝင်ရိုးစင်းကိုဆန်းသက်ပြီးတော့လက်တွေပြသထားပါတယ်အဲ့တော့တွဲလောင်းဆွဲထားတဲ့တန်လိုက်ချောင်းကိုဒီမှာလဲအောင်လုပ်မယ်လဲအောင်လုပ်မယ်အဲ့ဒီလဲလာရက်သွားရင်အစွန်းတစ်ဖက်ဟာကပရဲ့ မြောက်ကိုညွန်ပြတယ်မြောက်အစွန်းကိုညွန်ပြတယ်အဲ့ဒီအစွန်းကိုမြောက်ဝင်ရိုးစွန်းလို့ဒီချက်တော့သတ်မှတ်မယ်မြောက်ဝင်ရိုးစွန်းလို့ခေါ်မယ်အဲ့ဒီတန်လိုက်ရဲ့နောက်ထပ်အခြားအစွန်းတစ်ဖက်ကိုတော့တောင်ဝင်ရိုးစွန်းလို့ခေါ်ပါတယ်ပုံမှန်လည်းပြထားပါတယ်အတော့တောင်ဘက်ကိုညွန်ပြတဲ့ဝင်ရိုးစွန်းကိုတောင်ဝင်ရိုးစွန်းလို့ခေါ်ပြီးတော့မြောက်ဘက်ကိုညွန်ပြနေတဲ့တန်လိုက်ရဲ့ဝင်ရိုးစွန်းကိုမြောက်ဝင်ရိုးစွန်းလို့ခေါ်ပါတယ် magnetic pole strand and magnetic force တန်လိုက်ဝင်ရိုးစုံတွေရဲ့ပြင်းအားနဲ့တန်လိုက်ရဲ့အားလမ်းကြောင်းတွေအကြောင်းပြောမှာပါအဲ့တော့အဲ့ဒါမပြောခင်တစ်ချက်သိရင်တစ်ခုထပ်ပြီးတော့ဖြည့်ပြောခြင်းနဲ့တန်လိုက်ဝင်ရိုးစုံတွေကမျိုးတူတဲ့ဝင်ရိုးစုံအချင်းချင်းကတွန့်ကန်တယ်မျိုးမတူတဲ့တန်လိုက်ဝင်ရိုးစုံတွေကအချင်းချင်းသူက attract ဖြစ်တယ်စွဲငင်တယ်ဒါကြောင့်မလို့တန်လိုက်ချောင်းတစ်ခုကိုရေချောင်းတွေလေချောင်းတွေလမ်းပြခြင်းမှာတန်လိုက်အိမ်မြောင်အဖြစ်အသုံးပြုတာကိုတွေ့နိုင်ပါတယ်ဒါကိုမှတ်ထားစေခြင်းလို့ဒီချက်ဖြစ်ပြောတာပါအခုဆက်ပြောမှာကြတော့ တန်လိုက်ဝင်ရိုးစွန်းတွေရဲ့ strength ပေါ့ပြင်းအားနဲ့တန်လိုက်အားအကြောင်းကိုပြောမှာပါအဲ့တော့ magnetic pole strength is a measure of the strength of magnetic pole one two magnetic pole are brought close to each other one pole exerts certain force either attracted or repulses on the other magnetic pole the force between two poles is directly proportional to the product of the pole strength and inversely proportional to the distance squared between them တန်လိုက်ဝင်ရိုးစွန်းရဲ့ပြင်အားဟာအဲ့ဒီတန်လိုက်ဝင်ရိုးစွန်းတွေရဲ့ပြင်အားအတိုင်းအတာတစ်ခုပဲဖြစ်တယ်အားအတိုင်းအတာတစ်ခုပေါ့နော်အဲ့တော့တန်လိုက်ဝင်ရိုးစွန်းနှစ်ခုကိုတစ်ခုနဲ့တစ်ခုနဲ့နှီးကပ်အောင်ပြုလုပ်ပေးတဲ့အခါမှာဝင်ရိုးစွန်းနှစ်ခုဟာတခြားဝင်ရိုးစွန်းအပေါ်ကိုတတ်မှတ်ထားတဲ့အားတစ်ခု တခုခုပေါ့ဆွဲအားဒါမှမဟုတ်တွန်းအားနဲ့တက်ရောက်တယ်။အဲ့ဒီအခါမှာဝင်ရိုးစွန်းနှစ်ခုကြားမှာရှိတဲ့တန်လိုက်အားဟာဝင်ရိုးစွန်းပြင်းအားတွေရဲ့မြောက်လက်နဲ့ဓာတ်ရိုက်အချိုးကျပြီးတော့သူတို့နှစ်ခုရဲ့အဲ့အစွန်းနှစ်ခုရဲ့ကြားမှာရှိတဲ့အကွာအဝေးနှစ်ထပ်နဲ့ပြောင်းပြန်အချိုးကျပါတယ်။ Theory of Magnetism ဟာတန်လိုက်ရဲ့ theory ပေါ့ When we take the thin piece of magnetized fiber and cut it into three smaller pieces. We will notice that every piece is a magnet with a north pole and south pole. Therefore, it would be reasonable to imagine that if we keep on cutting each piece of the magnet into even smaller pieces, they would still be magnetized. In other words, we can support that the original magnet is made up of lots of magnets all lined up with their north poles pointing in the same direction. Magnetism ရဲ့ theory ကို ပုံနဲ့လည်းပြထားပါတယ်။အတန်လိုက်တဲ့ရှိတဲ့ string ချောင်းတစ်ခုကိုသိငယ်တဲ့အပိုင်း3ခုဖြတ်သုံးခုအဲ့လိုဖြတ်လိုက်မယ်ဆိုရင် အပိုင်းတစ်ခုစီဟာမျက်ဝင်ရိုးစုံနဲ့တောင်ဝင်ရိုးစုံပါတဲ့ တန်လိုက်တွေအဖြစ်တွေ့ရမယ်အဲ့တော့အဲ့ဒီအပိုင်းတစ်ခုစီကိုထပ်ပြီးတော့ပိုပြီးတော့သိငယ်တဲ့အပိုင်းလေးတွေဖြစ်အောင်ဖြတ်ရင်လည်းပဲသူတို့တွေမှာလည်းတန်လိုက်တတ်တယ်ရှိနေအောင်မှာပဲဖြစ်တယ်ဒါကြောင့်မလို့မူလရှိနေတဲ့တန်လိုက်ကိုမြောက်ဝင်ရိုးစွန်ဘက်ကိုတစ်ဖက်တည်းဟိုပဲညွန်ပြနေတဲ့အလွန်သိငယ်တဲ့တန်လိုက်တင်နဲ့ပြုတ်လုထားတယ်လို့ကျေတော့အရှုံးမလုပ်လို့ရတယ်ယူဆလို့ရနိုင်ပါတယ် ညဝင်ရိုးစုံတစ်ဖက်တည်းကိုပဲညှို့မြနေတယ်။သင်းငယ်တဲ့တန်လိုက်ချောင်းတွေလို့ယူဆရမှာပေါ့နော်။ဒါကိုပြောတာ။ပုံမှန်လည်းဒီမှာပြထားပါဗျ။ဒီ theory of magnetism လေးကိုပို့ပြီးတော့နားလည်လွယ်အောင်။ This explain why the pole of the magnet are around the ends as shown in figure which illustrate a magnetized bar composed of tiny magnet. In the case of an magnetized bar, we can imagine the tiny magnet pointing in random direction as shown in figure. The resulting magnetic effect of all the tiny magnet is then cancelled out and thus the bar is said to be and magnetized. Both the magnetized material, inclusive of magnet N, and magnetized material R, made out of tiny magnet. No. အဲ့လိုတန်လိုက်လေးတွေကိုပုံမှန်ပြထားတဲ့အတိုင်းလဲတွေ့ရပါလိမ့်မယ်ပုံမှန်လဲပြထားပါတယ်မျိုးတို့ဝင်ရိုးစွန်းတွေအချင်းချင်းတွန်းကန်ကြလို့ဒီတန်လိုက်ချောင်းတွေရဲ့အစွန်းတွေမှာအရန်ကိုသိငယ်တဲ့တန်လိုက်တွေပြန့်ကားနေတာကိုတွေ့ရမှာပါအဲ့တော့တန်လိုက်တဲ့မရှိတဲ့တန်ချောင်းတစ်ခုမှာ အရန်ကိုသိငယ်တဲ့တန်လိုက်တွေဟာဒီမှာဥတီပဲအမျိုးမျိုးကိုညွန်ပြနေတယ်လို့မင်းတို့လည်းပုံမှာပြထားတဲ့အတိုင်းတွေ့နိုင်ပါတယ်စဉ်းစားလို့လည်းရပါတယ်အဲ့တော့အရန်သိငယ်တဲ့တန်လိုက်တွေအားလုံးရဲ့တန်လိုက်ရလက်အကျိုးမရှိတော့လို့ဒီစတီးချောင်းဟာတန်လိုက်တဲ့မရှိတော့ပါဘူးဆိုတာတွေ့ရပါလိမ့်မယ် magnetic field တန်လိုက်စကွင် The magnetic field is a region where magnetic effect can be detected distribution of magnetic field can be visualized by the magnetic lines of force. The magnetic lines of force leave north pole and enter south pole. To show the pattern of magnetic field around a bar magnet, we can sprinkle iron filings lightly on a paper with the bar magnet underneath and tapping the paper gently. figure shows the iron filling falling into a certain pattern which is the magnetic field pattern အော်ဒီတန်လိုက်ချောင်းရဲ့ဘေးပတ်ပတ်လည်းမှာရှိတဲ့တန်လိုက်စကွင်းတစ်ခုရဲ့ပုံစံကိုပြောပြမယ်အဲ့လိုပြောပြတဲ့အခါမှာဒါတန်လိုက်စကွင်းတစ်ခုရဲ့ပြန့်နှံ့ပုံကိုတန်လိုက်အားလမ်းချောင်းတွေနဲ့ကျေရော imaging ပေါ့မြင်အောင်ပြီးတော့လုပ်ပြီးတော့ကြည့်နိုင်တယ်မြင်အောင်ကြည့်လို့ရတယ်အဲ့တော့တန်လိုက်အားလမ်းတွေဟာမျက်ဝင်ရိုးစွန်းကနေထွက်ပြီးတော့တာဝန်ရိုးစွန်းကိုဝင်တယ် ။เนาะအဲ့ဒီပုံစံကို ပြဖို့အတွက်တန်လိုက်ချောင်းတစ်ခုကိုစက်ကူတစ်ချက်ရဲ့အောက်ခြေမှာထားလိုက်မယ်။အဲ့တော့ပြီးရင်အဲ့ဒီစက်ကူပေါ်ကိုတန်မုံစာလေးတွေ iron filling လေးတွေပေါ်တန်မုံလေးတွေဖြူလိုက်။တန်မုံလေးတွေဖြူမယ်အဲ့ဒီနောက်မှာစက်ကူကိုညင်ညင်သာသာလေးခောက်လိုက်မယ်။တီးခောက်တာပေါ့နော်ထောက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 ်နဲ့ခောက်လိုက်တယ်။အဲ့လိုခောက်လိုက်တဲ့အခါမှာတန်မုံလေးတွေဟာတတ်မှတ်တဲ့ပုံစံတစ်ခုမှာ ကြနိုင်မယ်ဒီလိုပုံမှာပြထားတဲ့အတိုင်းပဲတန်လတ်ဆက်ကွင်းတစ်ခုရဲ့ပုံစံလေးကိုမင်းတို့လက်တွေတွေ့ရမယ်တကယ်လဲကိုယ်တိုင်းလက်တွေဆန်းသက်ကြည့်လို့ရပါတယ်เนาะအဲ့တော့အဲ့ဒီပုံစံဟာတန်လိုက်ချောင်းတစ်ခုရဲ့တန်လိုက်အာလန်ချောင်းတွေကိုပြနေခြင်းပဲဖြစ်ပါတယ်အဲ့တော့ကဘာကြီးမှာလဲတန်လိုက်ဆက်ကွင်းရှိချောင်းကိုလေ့လာကြည့်အောင် the earth magnetic field the earth has a magnetic field in other words we can think of the earth as having an imaginary bar magnet inside it with the magnetic north and south pole as shown in figure the magnetic north lies somewhere in the sea in the northern canada but has been shifting slowly over the year တော့တချက်ပထမတစ်ပိုင်းကိုဖြတ်ပြောမယ်ဆိုရင်ကဘာကြီးမှာလဲတန်လိုက်ဆက်ကွင်းတစ်ခုရှိနေတယ်တနည်းအားဖြင့် ါတို့တွေဟာကဘာကြီးရဲ့အတွင်းထဲမှာမြဝင်ရိုးစွန်းနဲ့တောင်ဝင်ရိုးစွန်းရှိတဲ့စိတ်ကူးတန်လိုက်ချောင်းတစ်ခုရှိတယ်လို့ယူဆပြီးတော့စဉ်းစားနိုင်တယ်။ပုံမှန်ပြထားတဲ့အတိုင်းလည်းတွေ့ရမှာပါ။ဒီမှာကဘာကြီးကိုတန်လိုက်စကွင်းဒီမြဝင်ရိုးစွန်းနဲ့တောင်ဝင်ရိုးစွန်းရှိတဲ့စိတ်ကူးတန်လိုက်ကလေးတစ်ချောင်းရှိတယ်လို့ယူဆစဉ်းစားမယ်။ပုံမှန်ပြထားတဲ့အတိုင်းပဲသမတ်တီနေရနေရဒေတာတခုမှရှိတဲ့ကဘာကြီးရဲ့တန်လိုက်စကွင်းကိုသူကညီညာတယ်လို့ imaging လုပ်မယ်ညညာတယ်လို့မှတ်ယူမယ်အဲ့တော့တန်လိုက်ရဲ့မြောက်ဖက်ဟာကနေဒါနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ပင်လယ်ထဲချီနေရာတစ်ခုခုမှာတည်ရှိတယ်ဒါပေမဲ့နှစ်တွေကြာလာတဲ့အခါမှာတော့တဖြည်းဖြည်းနဲ့အဲ့ဒီတန်လိုက်ဒီရဲ့မြောက်ဖက်ကတဖြည်းဖြည်းရွေ့လာတာပေါ့ရွေ့လာပြီးနေရာပြောင်းနေတယ်ဆိုတာကိုသိရတယ်ပေါ့နော်ကဲဆက်ကြည့်အောင် Magnetic field can also be found in the interior of atoms and in stars and the other celestial body. A magnetic field has neither a starting point nor an end point because magnets never have a monopole in contrast to a point electric charge. ခုနပြောသလိုပဲတန်လိုက်ရဲ့မြောက်ဘက်ဟာကနေဒါနိုင်ငံရဲ့မြောက်ပိုင်းပင်လယ်ထဲရှိနေရာတစ်ခုမှာသူကရှိတယ်ဒါပေမဲ့နှစ်ပေါင်းကြာလာတဲ့အခါမှာသူကအဲ့ဒီ ဆက်ကွင်းကတန်လိုက်ချောင်းကတဖြည်းဖြည်းအဲ့ဒီမြောက်ဖက်နေရာတဖြည်းဖြည်းပြောင်းလာတယ်လို့ရှင်ပြောခဲ့တယ်အဲ့တော့တန်လိုက်ဆက်ကွင်းကိုတော့နော်အက်တမ်နေချယ်ရီနောက်အာဂါတာထဲမှာရှိတဲ့တခြားဝိထုပေါ့တခြားဝိထုဆိုတာဂျိုရီလာတွေကစသဖြင့်ပေါ့အဲ့ဒီအတွင်းပိုင်းမှာလဲသူကတန်လိုက်ဆက်ကွင်းကိုတွေ့နိုင်တယ်ချယ်ကတန်လိုက်ဆက်ကွင်းတစ်ခုဟာစမှတ်မရှိသလိုဆုံးမှတ်လည်းမရှိဘူးဘာကြောင့်လဲဆိုတော့တန်လိုက်တွေဟာခြားနာချက်အနေနဲ့သူကအဆက်လျက်စစ်တွေ point electric charge လိုမျိုး ပိုးစွန်းတစ်ခုတည်းမှာမရှိလို့ပဲ ဖြစ်ပါတယ် magnetization and induced magnetism တန်လိုက်တဲ့သွင်းခြင်းနဲ့လျက်ဒီတန်လိုက်တဲ့ညှို့ယူခြင်းပေါ့တန်လိုက်တဲ့သွင်းနဲ့အဲ့ဒီအကြောင်းအရာနဲ့တန်လိုက်တဲ့ညှို့ယူတဲ့အကြောင်းအရာတွေကိုဆက်ပြီးတော့ပြောပြမှာဖြစ်ပါတယ် a process of making a magnetic material into a magnet is called magnetization two types of magnetization are တန်လိုက်ပစ္စည်းတစ်ခုကိုတန်လိုက်တစ်ခုဖြစ်အောင်လုပ်တဲ့ဖြစ်စဉ်ကို တန်လိုက်တဲ့သွင်းတယ်လို့ခေါ်တယ်အဲ့လိုတန်လိုက်တဲ့သွင်းတာနှမျိုးရှိတယ်ပွတ်တိုက်ဆွဲခြင်းဖြင့် stroking လုပ်ခြင်းဖြင့်တန်လိုက်တဲ့သွင်းခြင်းရဲ့နောက် current ပေါ့ direct current ပေါ့ဓာတ်ရိုက်လျက်စီးကြောင်းကိုတုံးပြီးတော့တန်လိုက်တဲ့သွင်းခြင်းဆိုပြီးတော့နှမျိုးရှိပါတယ်အဲ့တော့ magnetization by stroking ပွတ်တိုက်ခြင်းဖြင့်တန်လိုက်တဲ့သွင်းခြင်းအကြောင်းကို ကြည့်ရအောင် Figure shows how to magnetize a steel bar using one permanent magnet and two permanent magnet respectively. The bar is stroked several times in the same direction along its length. The magnet or magnet must be lift height above the bar between successive strokes. The end of steel bar where the stroke finish always has the opposite polarity to that of the end of the stroking magnet in contact with it ပုံမှန်လဲပြထားပါတယ်တန်လိုက်တဲ့ဒီစတီးချောင်းကိုတန်လိုက်တဲ့အတွင်းခါမှာစတီးချောင်းတစ်ခုကိုသူကပါမဲနဲ့ magnet ထော်ရတန်လိုက်ချောင်းနှစ်ခုဖြစ်အောင်အသေးသေးတန်လိုက်တဲ့အတွင်းလို့လဲရတယ်တစ်ခုတဲလဲအတွင်းလို့ရတယ်နှစ်ခုဖြစ်အောင်လဲအတွင်းလို့ရတယ်စတီးချောင်းအဲ့တော့စတီးချောင်းရဲ့အလျားတောက်လျှောက်ကိုအချိန်ပေါင်းများစွာ stroking လုပ်မယ်ပွတ်ဆွဲမယ်အဲ့ဒီလိုလုပ်တဲ့အခါမှာတန်လိုက်ချောင်းတွေကိုစတီးချောင်းရဲ့အထက်ဖက် နည်းနည်းခက်မြင့်မြင့်နေရာကြီးရအောင်မပြီးတော့ဇက်တိုက်ဇက်တိုက်ရှောက်ကင်းလောက်ရမယ်ဇက်တိုက်ပုတ်ဆွဲရမယ်အဲ့လိုပုတ်ဆွဲတာပြီးသွားတဲ့အခါမှာစတီးချောင်းရဲ့အစွန်းဟာတန်လိုက်ချောင်းရဲ့ဝင်ရိုးစွန်းနဲ့စန့်ကျင်ဘက်ဝင်ရိုးစွန်းအမြဲတမ်းရှိနေမှာပဲဖြစ်ပါတယ်ဒီပုံမှာလည်းပြထားပါတယ်မင်းတို့လေ့လာကြည့်လို့ရပါတယ်ဓာတ်ရိုက်လျက်စီချောင်းသုံးပြီးတော့တန်လိုက်တဲ့သွင်းခြင်းချောင်းကိုဆက်ကြည့်ရအောင် magnetization using direct current the best way to make powerful magnet is to use the magnetic effect of an electric current the astiba is placed inside a solenoid and a direct current is passed through the solenoid the solenoid produces a magnetic field that magnetizes the astiba permanently permanent magnet when the current through the solenoid is switched off the astiba stays magnetized ဒါရိုက်လျက်စီသုံးပြီးတော့တန်လိုက်တဲ့သွင်းခြင်းအကြောင်းကိုဒီချက်ပထမတစ်ပိုင်းအနေနဲ့အရင်ရှင်းမယ်အရင်ပြောပြမယ်အဲ့တော့ ပါဝါဝဆွမ်းအားကြီးမားတဲ့တန်လိုက်တွေပြုလုပ်ဖို့အတွက်အကောင်းဆုံးနည်းလမ်းကတော့လျှက်စီးကြောင်းတစ်ခုကြောင်း ဖြစ်ပေါ်တဲ့တန်လိုက်အကျိုးရလက် magnetic effect ကိုအသုံးပြုရမှာပဲဖြစ်ပါတယ်ကြီးမားတဲ့ဒီဆွမ်းအားကြီးတဲ့တန်လိုက်တွေပြုလုပ်ဖို့အတွက်ဆိုလန်နိုက်ဆိုတာနှစ်ပင်လိမ့်ထားတဲ့အနီနဲ့ကျိုးတွေလျှက်စစ်မီကျိုးတွေအပြင်မှာလည်းတွေ့ဦးမှာပါဒါကိုဆိုလန်နိုက်လို့ခေါ်တာအဲ့တော့စီးကြောင်းတစ်ခုကိုအဲ့ဒီဆိုလန်နိုက်ထဲကိုထည့်ပြီးတော့အဲ့ဒီဆိုလန်နိုက်ကိုသူက direct current တကူစီးစီအောင်လှုပ်လိုက်မယ်အဲ့ဒီအခါမှာဒီဝါယာဂျိုးကိုဆိုလန်လိုက်တဲ့တွင်းထဲမှာသူကတန်လိုက်စကွင်းတကူကိုထုတ်လုပေးတယ်အဲ့လိုထုတ်လုပေးပြီးတော့မှစတီဂျောင်းကိုသူကဒီအမြဲတမ်းတန်လိုက်ပါမက်နက်မဂနက်ဖြစ်အောင်တန်လန့်တဲ့ရရှိစေမှာပဲဖြစ်ပါတယ်အဲ့တော့ SD ဂျောင်းဟာပါမက်နက်မဂနက်ဖြစ်လာတာပေါ့နော်ထာဝရတန်လိုက်ဖြစ်ရှိနေမယ် if an iron bar is placed instead of steel bar the iron bar become magnetized temporarily electromagnet the polarity of the magnet produce depend on the direction of electric current အဲ့တော့ solenoid ထဲကိုစီးနေတဲ့ current ကိုဒီတပင်လေအနီနဲ့ကြိုးပေါ့နော် wire ကြိုးခွေထဲကိုစီးနေတဲ့ current လျှက်စီးကြောင်းကိုရက်လိုက်မယ်ဆိုရင်စီးကြောင်းကဆက်ပြီးတော့တန်လိုက်တက်ကိုရရှိနေမှာပဲဖြစ်တယ်တကယ်လို့များအဲ့ဒီ solenoid ထဲကိုခုနတစ်ချက်တော့ပြောတယ်စီးကြောင်းထည့်တယ်လို့ပြောတယ်စီးကြောင်းအစား iron bar ပေါ့ရိုးရိုးတန်ပြော်ကြောင်းကိုထည့်မယ်ဆိုရင် သူကယာယီတန်လိုက်ပဲလှုပ်လို့ရတယ်တမ်ပိုရီလီပေါ့စီးချောင်းကတော့ပါမက်နက်မက်နက်ဖြစ်စေပြီးတော့ဒီတန်ချောင်းကတော့အီလက်ထရိုမက်ဂနက်ကိုပဲဖြစ်ပေါ်စေတယ်အဲ့တော့တန်လိုင်းချောင်းရဲ့ဝင်ရိုးစွန်းတွေကတော့သူကဒီလျှက်စစ်စီးတဲ့လမ်းချောင်းပေါ့ကာရန့်စီးတဲ့ဥတီဘက်ပေါ်မှာသူကမူတည်တယ်ဒီချက်အဲ့မှာသိရမယ့်အချက်တစ်ခုကိုပြောပြမယ်အပြင်မှာပေါ့နော်ဆိုလန်နိုက်ဆိုတာသူကစလင်ဒါပုံရှိတယ်လျှက်ကဝါယာကြိုးကြီးတစ်ခုအပြင်မှာလည်းတချို့တို့သိထားတယ်အိမ်မှာသုံးတယ်ငါပြောသလိုပဲအန်ဒီတို့အနက်တို့ အအနီကျိုးတွေအနက်ကျိုးတွေနှစ်ပင်လိမ့်ထားတဲ့ဝါယာကျိုးတွေနောက်အဖြူရောင်ကျိုးတွေလည်းရှိတယ်နောက်အပြာရောင်ကွတ်ထားတဲ့ကျိုးတွေလည်းရှိတယ်သူကဒီဝါယာကျိုးဒီတတ်တူချောင်းလေးတွေတတ်တူနမ်းမြင်လေးတွေအပေါ်မှာကသူကပလတ်စတစ်အကာလေးပတ်ထားတာပေါ့နော်အသုံးပြုတဲ့သူကိုဓာတ်မလိုက်အောင်ရာဘာဒါမှမဟုတ်ပလတ်စတစ်ကျိုးတစ်မျိုးမျိုးနဲ့ဖောက်အောင်ထားတဲ့တတ်တူကျိုးတွေပဲဖြစ်တယ်အဲ့ဒါလက်စစ်ဝါယာကျိုးတွေပေါ့အိမ်တိုင်းမှာလည်းသုံးကြတယ်မင်းတို့လည်းတွေ့ဘူးကြမှာပဲဖြစ်တယ်အဲ့တော့ဒီချက်နောက်ထပ်တစ်ခု remind လုပ်စေချင်တာတစ်ခုရှိတယ်။ရှေ့ခန်းတော့ကတင်ထားတာလျှက်စ electricity ဒီမှာကတန်လိုက် magnetism အဲ့တော့လျှက်စစီကြောင် current ဟာသူကအဖို့ဝင်မတ်ရက်လုံးမှတ်အပောင်းဝင်တယ်လျှက်စစီကြောင်တွေအာလန်းကြောင်တွေဆွဲတဲ့အခါမြားတွေဆွဲတဲ့အခါမြားကောင်းအပောင်းဘက်ကိုဝင်တယ်အနှုတ်ဘက်ကနေထွက်တယ်လို့မှတ်ရမယ်။နောက်တန်လိုက်မှာကျတော့တောင်ဝင်မြောက်ထွက်လို့ပတ်ဒီချက်တော့ငငယ်တော့ကလည်းတောင်ဝင်မြောက်ထွက်မှတ်တယ်အဖို့ဝင်မတ်ထွက်လျှက်စစ်က တန်လိုက်ကတောင်ဝင်မြောက်ထွက်သွားတောင်ဘက်ဝင်ရိုးစုံကိုညာကောင်းတွေဝင်နေနောက်ပုံတွေမှာပြထားတာလဲမင်းတို့တွေ့တွေ့ပါလိမ့်မယ်မြောက်ဘက်ကနေမြောက်ဝင်ရိုးစုံကနေရနေပြီးတော့မြားတွေကပြန်ထွက်တယ်ဒါကြောင့်မို့ညာကောင်းတွေပုံတွေဆွဲတဲ့အခါမှာတောင်ဘက်ဆိုရင်အဝင်ပြမယ်မြောက်ဘက်ဆိုရင်အထွက်ညာကောင်းတွေကိုပြပါလိမ့်မယ်အင်ဂျူမက်ဂနက်တစ်စင်တန်လိုက်တဲ့ညှို့ယူခြင်းအကြောင်းကိုပြောမယ်ညှို့လို့ရရှိတဲ့တန်လိုက်တဲ့အကြောင်းပေါ့နော် When a piece of unmagnetized magnetic material, such as iron or steel, is brought near to the pole of permanent magnet, it is attracted to a magnet and becomes a magnet itself. This is called induced magnetism. The material is said to have magnetism induced in it. Figure shows induced magnet being formed when a permanent magnet is brought near to a soft iron bar. ပါမန်နဲ့မက်နက်လောက်ထားတဲ့အကြောင်းတန်ပြောင်းချောင်းနဲ့ပါမန်နဲ့မက်နက်ကိုပြထားတယ်ဒီမှာတန်လိုက်တိုင်းမရှိသေးတဲ့တန်ဒါမှမဟုတ်တန်မဏိပေါ့ iron or steel ပေါ့တခုခုအပိုင်းတခုကိုပါမန်နဲ့မက်နက်တခုရဲ့အစွန်းအားကိုယူလာမယ်အဲ့လိုယူလာတဲ့အခါမှာ iron ဒါမှမဟုတ် steel ဟာဒီပါမန်နဲ့မက်နက်ထာဝရတန်လိုက်ရဲ့ဆွဲခြင်းကိုခံရမယ်အဲ့တော့သူကိုယ်တိုင်လည်းအဲ့ဒီ soft iron ပါဒါမှမဟုတ် steel ပါတန်လိုက်တဲ့ဝင်လာမယ် ပါမက်နဲ့မက်နက်အနားကိုကတ်လိုက်လို့အနားကိုယူလိုက်လို့နောက်ထပ်တံပြော့ချောင်း soft iron ပါဒါမှမဟုတ် steel ဟာတန်လိုက်တဲ့ဝင်လာခြင်းကိုညှို့ယူရရှိတဲ့တန်လိုက်တက်လို့ခေါ်တယ်။အဲ့ဒီပစ္စည်းဟာသူ့ရဲ့အတွင်ထဲမှာတန်လိုက်တက်ကိုညှို့ယူထားတာဖြစ်တယ်လို့ပြောနိုင်တယ်။ဒီမှာပုံမှန်လည်းပြထားပါတယ်ကျေတို့။နောက်တစ်ခုကိုဆက်ကြည့်အောင် in figure the north pole of permanent magnet induced and south pole in the near end of the soft iron while the far end of soft iron began and north pole to check that the far end of the soft iron is and north pole hang two iron clips from the far end of the induced magnet as shown in figure ပုံမှာပြထားတဲ့အတိုင်းပါပဲနောက်တစ်ခုကတော့အမြင့်နဲ့တန်လိုက်ရဲ့မြဝင်ရိုးစုံဟာ သူ့နဲ့နီးတဲ့တံပြောเจ้าရဲ့အစွန်းမှာသူကတာဝန်ရိုးစွန်းဖြစ်အောင်ညှို့ယူထားပြီးတော့အဲ့ဒီတံပြောเจ้าရဲ့နောက်ထပ်တစ်ဖက်အစွန်းမှာတော့သူကမျက်ဝင်ရိုးစွန်းဖြစ်လာတာပေါ့နော်အဲ့တော့အဲ့ဒီတံပြောเจ้าရဲ့ဝေးတဲ့အစွန်းဟာမျက်ဝင်ရိုးစွန်းဖြစ်လာတာကိုစစ်ဆေးဖို့အတွက်ကျွန်တော်တန်ကလစ်နှစ်ခုကိုသုံးမယ်ဒီမှာတန်ကလစ်မဆာရွက်တွေညက်တဲ့ကလစ်မျိုးလေးတွေပေါ့အဲ့ကလစ်ကလေးတွေကိုသုံးမယ်အဲ့တော့အဲ့ဒီတန်ကလေးနှစ်ခုကိုခုနညှို့ယူလို့ရရှိထားတဲ့တန်လိုက်ရဲ့ဝေးတဲ့အစွန်းပေါ့ တောင်စွန်းရဲ့ဝေးတဲ့နေရာဆိုတော့မြောက်အစွန်းမှာအဲ့ဒီဝေးတဲ့အစွန်းမှာချိတ်ဆွဲလိုက်မယ်အဲ့ဒီခါမှာတန်ကလင်းတစ်ခုဟာသူကညှို့ယူရရှိထားတဲ့တန်လိုက်တွေဖြစ်လာပြီးတော့သူကဝေးတဲ့အစွန်းမှာတော့သူကတွန်းကန်ခြင်းကိုပြတာကိုတွေ့ပါလိမ့်မယ်။မမြောက်ဖက်နဲ့ဆွဲပြီးတော့ဝေးတဲ့ဘက်မှာတော့တွန်းကန်တာကိုတွေ့မယ်။ repulsion ဖြစ်မယ်ဒီမှာမြောက်ဖက်မှာဒီဘက်မှာတော့ဆွဲငင်တာကိုတွေ့လိမ့်မယ်။ magnetic properties of ionicity တန်နဲ့တန်မနစ်ပေါ့ ionicity ရဲ့ တန်လိုက်တဲ့ဂုံသက်တီတွေအကြောင်းကိုပြောပြမှာဖြစ်ပါတယ် iron is an element while steel is an alloy comprised of iron and carbon magnetic materials such as steel which are harder to magnetize but retain their magnetism longer are called hard magnetic material magnetic materials such as iron or special alloy like new metal alloy which are easier to magnetize but do not retain their magnetism very long are called soft magnetic material တန်တဲ့တန်မင်းနဲ့တန်လိုက်ကုန်သတ္တိတွေကိုပြောပြပါမယ်တန်ဟာသူက element တစ်ခု dressing တစ်ခုဖြစ်တယ် တန်မဏိကတော့တန်နဲ့ကာဗွန်ပေါင်းစပ်ထားတာအိုင်းယွန်းနဲ့ကာဗွန်ပေါင်းစပ်ထားတဲ့အလွိုင်းပေါ့တတူရောတစ်ခုဖြစ်တယ်စတီးလိုမျိုးတန်လိုက်ပစ္စည်းတွေကိုတန်လိုက်ဓာတ်သွင်းဖို့ခက်ပါတယ်ဒါပေမဲ့တန်လိုက်ဓာတ်သွင်းပြီးပြီဆိုရင်လည်းတန်လိုက်ဓာတ်ကိုသူကအကြာကြီးဒီစတီးကထိန်းထားနိုင်တယ်အဲ့တော့တန်လိုက်ပစ္စည်းတွေကိုမာတဲ့တန်လိုက်ပစ္စည်းလို့ခေါ်တယ်တန်ဒါမှမဟုတ် special အလွိုင်းတွေဖြစ်တဲ့ မြူမဲ့တဲ့လိုမျိုးတန်လိုက်ပစ္စည်းတွေဟာဆိုလို့ရှိရင်တော့တန်လိုက်တဲ့သွင်းဖို့အတွက်လွယ်ကူစေတယ်သူကဒါပေမဲ့သူကတန်လိုက်တဲ့သွင်းဖို့လွယ်ကူတယ်လို့မျိုးပဲတန်လိုက်တဲ့ကိုအကြာကြီးသူကမထိန်းနိုင်ဘူးအဲ့ဒီပစ္စည်းတွေကိုတော့ပြော့တဲ့တန်လိုက်ပစ္စည်းလို့ခေါ်တယ် soft magnetic material လို့ခေါ်တယ်ခုနစတီးကတော့ hard magnetic material ပေါ့နော်အဲ့တော့မြူမက်တဲဆိုတာကတော့မင်းတို့သိဖို့မှတ်ထားရမယ်ဆိုရင်မြူမက်တဲကသူ iron နဲ့ nickel နဲ့ဆက်ထားတဲ့အလွိုင်း Now sterline ဆိုတာတခုရှိတယ် sterline ဆိုတာကကြတော့ iron နဲ့သူက silicon နဲ့ရောထားတာပေါ့နော် The comparison of magnetic properties between iron and steel. Iron and steel နဲ့ကြားမှာရှိတဲ့တန်လိုက်ကုန်သတ္တိတွေကိုနှိုင်းယှဉ်ကြည့်အောင် The magnetic property of iron can be easily magnetized and demagnetized. Can be magnetized by a weak magnetic field. Retain its magnetism temporarily. အဲ့တော့တန်ပြော့တန်ပေါ့ iron ရဲ့ တန်လိုက်ဂုံသက်တီတွေကတော့သူကတန်ကိုတန်လိုက်ဖြစ်အောင်လွယ်လွယ်ကူကူလုံနိုင်တယ်တန်လိုက်တတ်မရှိအောင်လည်းလွယ်လွယ်ကူကူလုံနိုင်တယ်ညံ့ညံ့လွယ်ဖြက်စီးဖို့အတွက်လွယ်တယ်ပေါ့နော်နောက်တန်ကိုသူကအားပြောတဲ့တန်လိုက်စကွင်းနဲ့တန်လိုက်ဖြစ်အောင်လုံနိုင်တယ်သူကအားပြောတဲ့တန်လိုက်စကွင်းကိုသုံးပြီးတော့အားပြောတဲ့ဒီတန်လိုက်ဖြစ်အောင်လုံနိုင်တာပေါ့နော်နောက်တန်ဟာသူ့ရဲ့ဒီအိုင်းရောဟာသူ့ရဲ့တန်လိုက်ဓာတ်ကိုသူကယာယီပဲတိမ့်နိုင်တယ်ခဏလေးပဲတိမ့်နိုင်တယ်ကြာရှည်မထိန်းနိုင် the magnetic property of steel တန်မဏိရဲ့တန်လိုက်ကုန်သတ္တိတွေကြတော့ is hard to magnetize and demagnetize then iron require a strong magnetic field to magnetize retain its magnetism permanently steel ကြတော့တန်နဲ့မတူဘူးသူကတန်မဏိကိုတန်လိုက်ဖြစ်အောင်လွယ်လွယ်ကူကူလုပ်လို့မရသလိုနောက်တန်လိုက်တဲ့မရှိအောင်လဲဖြည့်ဆည်းဖို့အတွက်လည်းမလွယ်ကူဘူးသူကတန်လိုက်တဲ့မရှိအောင်လဲလွယ်လွယ်ကူကူလုပ်လို့မရဘူးတန်မဏိကိုတော့ တန်လိုက်ဖြစ်စေဖို့အတွက်အားပြင်းနဲ့တန်လိုက်စကွင်းသုံးပြုပြီးတော့မှတန်လိုက်တဲ့သွင်းရပါတယ်။နောက်တန်မဏိက သူ့ရဲ့တန်လိုက်ဓာတ်ကို အမြဲတမ်းထိန်းနိုင်တဲ့ထာဝရသိမ်းထားနိုင်ပါတယ်။ Both type of magnetic material have their own useful application. For example, the hard magnetic material such as Tr used in the making of permanent magnet power magnet electric meter and loudspeaker soft magnetic material such as iron are used in cores of transformer electromagnet magnetic shielding electric bell and magnetic relay အဲ့တော့ဒီအသုံးတဲ့တဲ့ပေါ့အသုံးချခြင်းတွေပေါ့တန်လိုက်နဲ့ပတ်သက်တဲ့ပစ္စည်းတွေကိုတချို့တို့ကိုပိုင်အသုံးချမဲ့ဒီချို့တို့နေ့စဉ်သုံးတဲ့ပစ္စည်းတွေမှာလည်းရှိပါတယ်ပတ်ဝန်းကျင်မှာသုံးထားတဲ့ပစ္စည်းတွေမှာလည်းဒါအသုံးချစေပါတယ် ဟာဥပမာအနေနဲ့ဆိုလို့ရှိရင်ကျတော့ steel လိုမျိုးမာကြောတဲ့တန်လိုက်ပစ္စည်းတွေကိုတော့သူကထာဝရတန်လိုက်တွေပါမက်နဲ့မက်နက်တွေနောက်တန်လိုက်ချောင်းတွေလျှက်စင်မီတာတွေနောက်အတန်ချက်ဆက်ပြုတ်လုတဲ့နေရာတွေမှာ အသုံးပြုတယ်ဟာနောက်အယုံလိုမျိုးပြောတဲ့တန်လိုက်တွေကိုတော့သူကနောက် transformer တွေ transformer ဆိုတာမင်းတို့ကြားဖို့မှာပါ ဒီရက်ွက်တွေရဲ့ထိတ်တွေမှာလည်းတော်တော်များများရှိပါတယ် transformer transformer တွေရဲ့ကိုးပေါ့ဥတိုင်းလေးပေါ့ transformer ထဲမှာပါတဲ့ဥတိုင်းအထဲထဲမှာဒီတန်ပြော်ချောင်းတွေတုံးတယ်သူကဒီတန်လိုက်ပစ္စည်းတွေ soft iron ကိုတုံးထားတယ်တန်လိုက်ပစ္စည်းတွေနောက်လက်စက်တန်လိုက်တွေနဲ့နောက်တန်လိုက်အကာရန်တွေ magnetic shield တွေပေါ့တန်လိုက်အကာရန်တွေနောက်လက်စက်ခေါင်းလောင် electric band battery တွေမှာလည်း band တိုက်တဲ့ ခေါင်းလောင်းလေးမြည်သွားတယ်အိမ်တကားဝတွေမှာသုံးတယ်လက်စစ်ဘဲတွေမှာလက်စစ်ခေါင်းလောင်းတွေမှာလည်းသုံးတယ်နောက်တန်လိုက်လက်စစ်ကန်ကရိယာတွေပေါ့ relay ပစ္စည်းတွေပေါ့အဲ့ဒီတွေမှာပြုတ်လုတဲ့နေရာတွေမှာလည်းသုံးပါတယ်ဒီ soft magnetic material တချက်သမဲ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲမင်းတို့လည်းဆက်လက်ပြီးတော့လေ့လာစ조사စက်မှတ်ကြည့်ကြပါ